လင်းလိုင်းကွန်ရက်ကနေကြိုဆိုပါတယ်ဒီကနေ့မက်လာ၁၄ရက်နေ့ဟာကာမတ်စကွယ်လွန်ခဲ့တဲ့နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်ဒီနေ့ကို ထိမ့်မက်ပြုတဲ့အနေနဲ့၂၁ရာစုကာမတ်ရဲ့အခန်းကဏ္ဍဆိုတဲ့ဆောင်းပါးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီဆောင်းပါးကိုဗမာပြည်ကွန်မြူနတီပါတီ ဘောသူတေသနာဌာနမှထုတ်ဝေတဲ့27စာစဉ်အမှတ်30 2006ခုနှစ်နိုဝင်ဘာလတုန်းမှာဆောင်းပါရှင်တောင်းထွန်းမြင့်ကရေးသားထားတာဖြစ်ပါတယ်21ရာစုကာမတ်ရဲ့အခန်းကဏ္ဍတောင်းထွန်းမြင့်စာနယ်ဇင်းနဲ့မီဒီယာတွေမှာမတ်စ်ဝါဒခစ်ကုန်ပြီလို့ပြောနေကြတယ်ကပ္ပရေးရာကို ခြေခြေမြင့်မြင့်လေ့လာသူဖြစ်ရမှန်ကိုရထဗုဒ္ဓကြကြ စူဇန်ဆင်ကျင်သူတွေကတော့ဘယ်နည်းနဲ့မှဒီလိုပြောမှာမဟုတ်ဘူးမတ်ခ်စ်ဝါရာကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဖြစ်မှန်ကဒီလိုမဟုတ်တဲ့အတွက်ဒီလိုအပြောမျိုးသူတို့လက်ခံမှာမဟုတ်ဘူးဒီကိစ္စနဲ့ဆက်လင်းပြီးစဉ်စားဆင်ကျင်ပွဲ အကြောင်းရက်တစ်ခု တင်ပြလိုပါတယ်2006နှစ်မတ်လ2ရက်နေ့က Eric Hosborne နဲ့ Jax Adelido နှစ်ယောက်21ရာစု Max ရဲ့ခန်းကဏ္ဍအကြောင်း အခြေတင်စကားပြောပွဲတစ်ခုလုပ်ခဲ့ကြတယ်။ Eric Hosborn ဆိုသူကထူးချွန်တဲ့သမိုင်းပညာရှင်တူသူကိုယ်သူ Max Body လို့ထုတ်ဖော်ဝန်ခံထားသူတူ Jax Adderley ကတော့အရင်ကဘန်းလုံငန်းရှင်တူဖြစ်ခဲ့ဘူးတယ်။ဒီပွဲမှာ John Kinfner ကသဘာပတိလုပ်ပေးတယ်။ဒီပွဲကိုလာတက်သူတွေရှိတဲ့ပြင်သတင်းထုတ်လွှင့်ဖျက်ချမှုလုပ်ခဲ့တဲ့အတွက်ကြီးမားတဲ့ပြိသက်ရှိတယ်လို့ဆိုရမယ်။ 21ရာစုမာက်စ်ရဲ့အခန်းကဏ္ဍအကြောင်းသုံးသပ်ပြောဆိုတဲ့အခါသူတို့နှစ်ယောက်တချို့အချက်တွေအမြင်မတူကြဘူးအဲ့ဒါလိုပဲပြိဿမှာလည်းမတူတဲ့အမြင်တွေအသီးသီးရှိနေကြလိမ့်မယ်ဒါပေမဲ့မာက်စ်ဘွားကခစ်ကုန်ပြီဆိုတဲ့ပြောဆိုချက်ကတော့ဒီပွဲကတစုံတရာခြေဖြတ်ပေးနိုင်တယ်လို့ဆိုရလိမ့်မယ်အမြင်တူတာမတူတာအပထားသူတို့ပြောတဲ့ဇာတ်ကားထဲမှာစိတ်ဝင်စားစရာအချက်တွေပါတယ်ဒါကြောင့် လေလာလူသူများလေလာနိုင်မှုသူတို့ပြောခဲ့တဲ့တချို့အချက်လက်တွေကိုထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။ Hausbaum ဒီညဒီပွဲမှာ Karl Marx ကိုဂါရဝပြုကြတဲ့ကျွန်တော်တို့နှစ်ယောက်နဲ့ Jacques Adderley က Karl Marx ရဲ့အထုပ်ပတ်တိကိုရေးသားခဲ့သူ သူစာအုပ်ကပြင်သစ်မှာအယောင်တွက်ခဲ့ပြီးဗြိတိန်မှာလည်းအခုခါဘာသာပြန်ဆိုနေကြပြီကျွန်တော်ကတော့ National အထုပ်ပတ်တိအပိဓာန်ထဲမှာ Marx အကြောင်း အတန်အသင့်ရေးဘူးယုံတော့တာပါစဉ်းစားကြည့်ရင်တော့မြားပြလာတဲ့ပြိဿကြီးကိုဒီနေရာကနေသူ့အကြောင်းပြောဆိုနေကြရတဲ့ဖြစ်ကူကထူးခြားဆန်းပြနေတယ်လို့ဆိုရပါလိမ့်မယ်မတ်ခ်ဟာ1883ခုနှစ်မှာအရှုံးနဲ့ဇက်သိမ့်ပြီးကွယ်လွန်သွားတယ်လို့ဘယ်သူမှပြောလို့မရပါဘူးအကြောင်းကတော့သူ့ရေးသားချက်တွေရုရှားမှာကြီးမားစွာဩဇာတက်ရောက်ခဲ့ပြီးဂျာမနီမှာဆိုရင်တော့ ူတပည့်နောက်လိုက်တွေရဲ့ခေါင်းဆောင်မှုအောက်မှာနိုင်ငံရေးလှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့လို့ပါ သူတသက်တာကြိုးပမ်းခဲ့မှုတွေအတွက်ဒီလောက်နဲ့တော့မတ်ကဘယ်ကျင်နဲ့နိုင်ပါမလဲမတ်ဟာထွန်းပြောင်တဲ့စာအုပ်တချို့နဲ့အဆုံးမသက်ရသေးတဲ့စာအုပ်လည်းဖြစ် သူ့ရဲ့အဓိကအကြဆုံးစာအုပ်လည်းဖြစ်တဲ့ Desk Capital အရင်ကျန်းပထမတွဲကိုထုတ်ဝေနိုင်ခဲ့ပါတယ်သူ့ရဲ့အဓိကကြတဲ့နိုင်ငံရေးကြိုးပမ်းချက်အနေနဲ့ကတော့1848ခုနှစ် တော်လိုင်းရှုံနေသွားပြီးနောက်ခေါ်ဆိုလေးရှိတဲ့ပထမအင်တာနက်ရှင်နယ်1869ကိုတီထောင်ခဲ့ခြင်းဖြစ်ပါတယ်။ဘဝတတန်းတဝက်ခန့်သူနေထိုင်သွားခဲ့တဲ့ဗြိတိန်နိုင်ငံရဲ့ပညာတတ်နိုင်ငံရေးနယ်ပယ်မှာတော့သူဟာအရေးပါတဲ့နေရာတစ်ခုစိုက်ထူနိုင်ခဲ့တာမရှိဘူး။ဒါပေမဲ့သူကွယ်လွန်သွားပြီးတဲ့နောက်မှာမှ နိုင်ငံရေးရထူးထူးခြားခြားအောင်မြင်မှုရလာတာဟာအတော်အံ့ဩစရာကောင်းတယ်။ 20ရာစုအတွင်းကြီးမားတဲ့အမှတ်လက္ခဏာကိုခန့်နှိပ်ထားရခဲ့တဲ့အတွေးခေါ်ရှင်တဦးတို့အတွက်ဒီလိုပဲဖြစ်လာရမှာပေါ့ဒါပေမဲ့ဆိုဗီယက်ယူနီယံချုပ်ငိမ့်သွားပြီးနောက်15နှစ်ကြော်ကြော်လောက်မာ क्स ရဲ့ဩဇာကျဆင်းသွားခဲ့သေးတယ်ဒီညဒီနေရာမှာကျွန်တော်တို့ဟာမတ်စကိုသမိုင်းအမိုက်ပုံတဲကနေဆွဲထုတ်ကဲတင်နေတယ်လို့တော်မှာဂျာနယ်သမားတချို့ခံမှန်းသုံးသက်တာ ရှိပါတယ်ဒီကနေ့မှာတော့ Max ဟာမယုံကြည်နိုင်လောက်အောင်ဩဇာတိတ်ကမကြီးမားလာပါတယ် BBC ကဆန္ဒကောက်ယူပွဲလုပ်ကြည့်ပြီးတော့အဗိဓမ္မာပညာရှင် အားလုံးနဲ့အထင်ရှားအကျော်ကြားဆုံးပုဂ္ဂိုလ်ဟာ Karl Marx ဖြစ်တယ်လို့သတ်မှတ်လိုက်ကြပါတယ်ဒါထက်ပုံမိုကျပြန့်စွာ သိရှိလိုတဲ့ဆိုရင် Google ဆိုတဲ့ internet ကွန်ရက်ဆမ်မနာမှာ မတ်စ်အမိကိုထဲ့သွင်းစည်ရင်ယူကြည့်လိုက်သူ့ကိုဆန္ဒမဲပေးသူစည်ရင်ဟာ အရေးအတွက်တန်ကနန်းအများပြရှိနေတာလက်တွေ့တွေ့ရလိမ့်မယ်ကျွန်တော်နောက်ဆုံးတစ်ခေါက်စည်ရင်ကောက်ယူကြည့်တဲ့အခါဒီအရေးအတွက်ဟာ39တန်းအထိရှိနေတာတွေ့ရတယ်နိုင်ငံတကာအကျော်မော်တွေထက် သူကများစွာပုံမတာလွန်တဲ့ကြီးမြင့်ဆုံးပုဂ္ဂိုလ်ပဲသူ့အပြင်ဒီအကျော်မော်တွေထက်ပုံမတာလွန်သူဆိုလို့ Charles Darwin နဲ့ Adam Smith တို့လောက်ပဲရှိတယ်။ Marx ဒီလိုပြန်လဲထင်ရှားကျော်ဇော်လာခြင်းနဲ့ဆက်လင်းလို့ကျွန်တော်တို့ဘယ်လိုရှင်းလင်းပြောဆိုကြမလဲ။ကျွန်တော်မြင်ကတော့ပထမအချက်အနေနဲ့ Marx ဘွားဟာသဘောတရားရေးဘက်မှာ Lenin ဘွားနဲ့အတူ ရှင်တွဲတည်ရှိနေပြီးလက်တွေ့ဘက်မှာဆိုရင်လဲ Lenin ဘွားရဲ့အစိုးရနဲ့တွဲပြီးတည်ရှိနေတယ်လို့အများသိရှိနားလည်ထားတဲ့ USSR ရဲ့တရားဝင် Marx ဘွားအဖြစ်မှာ လွတ်မြောက်လာခဲ့ခြင်းဖြစ်တယ်။မာခ်မှာတကယ့်ကိုစိတ်ဝင်စားစရာတွေရှိနေကြောင်းလူတွေက ပြန်လည်သတိပြုမိလာကြတယ်။ဒါအပြင်ဒီပထမအချက်ကိုစဉ်းစားမိတာနဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ဒုတိယအချက်လည်းကျွန်တော်တစ်ဆက်တည်းမြင်လိုက်မိပြန်တယ်။အဲဒါကတော့1996ခုနှစ်မြန်မာပေါ်ပေါက်လာတဲ့တကဘာလုံးအသွင်ဆောင်စီရေးလောက်လာတဲ့အရင်းရှင်ကဘာဟာ1848ခုနှစ်ကကွန်မြူနစ်ကြီးညာဇရန်ထဲမှာ မတ်စ်တွေးခေါ်မျှော်မြင်ဖော်ပြခဲ့တဲ့ကမ္ဘာအသွင်နဲ့တချို့သောအချင်းရာတွေမှာ ထူးဆန်းစွာ လာပြီးကိုက်ညီနေတဲ့အချက်ပဲကွန်မြူနတီညာစရန်150ပြည့်မြောက်တဲ့နှစ်အထိတ်မှတ်ပွဲပေါ်လူလူတုံ့ပြန်ချက်သဘောထားကိုကြည့်ရင်ပိုရှင်းတယ်ဒီအထိတ်မှတ်နှစ်ဟာကမ္ဘာဒေတာကြီးတွေမှာစီးပွားရေးစံထမှုတွေရုတ်တရက်ထူးထူးခြားခြားဖြစ်လာတဲ့နှစ်နဲ့လဲလာပြီးတိုက်ဆိုင်နေတယ်အန်အောစရာကောင်းတာကတော့မတ်စ်ကိုပြန်လဲရှာဖွေတွေ့ရှိ အသိအမှတ်ပြုလာသူတွေထဲမှာတခြားသူတွေထက်အရင်ရှင်တွေ ပိုများနေတဲ့အချက်ပဲဆိုရှယ်လစ်တွေကတော့အဲ့ဒီချိန်တုန်းကတတိတွေ ပြိုကွဲဘုံဘုံလဲနေကြလေရဲ့ဒါကြောင့်ကျင်ညာစရန်150ပြည့်နှစ်အထိမ့်မဲ့ပွဲအတွက်သူတို့ကအထူးတလဲကြိုးပမ်းအားထုတ်တာမလုပ်ကြဘူးကျွန်တော်ကိုယ်တိုင်အာအာတင့်စရာကြုံရတဲ့အချက်လည်းရှိတယ်ယူနိုက်တက်အေးအိုင်းလေးရင်ကျွန်တော်စီလာတဲ့အခေါက်ကပေါ့ ကြံခီးတဲ့အများစုကတော့စီးပွားရေးကိစ္စနဲ့သွားလာနေကြသူတွေပါလေယာဉ်ပေါ်မှာ United Airline လေကြောင်းကုမ္ပဏီမှပြန်တမ်းမှုရေးရာမဂဇင်းရဲ့စာရီးဖြစ်သူကကျွန်တော်ကိုချင်းကပ်စကားပြောလာတယ်သူက Max အကြောင်းအခြေတင်စကားပြောပွဲတစ်ခု လုပ်ရင် စာဖတ်သူပြိသက်တွေစိတ်ဝင်စားမယ်လို့သူထင်ကြောင်းအကြောင်းကတော့ Max နဲ့ဆက်လင်းတဲ့အကြောင်းချင်းရာဟာ တခြားအကြောင်းချင်းရာတွေထက်ပိုပြီးမျက်မှောက်ချနေတဲ့အဆက်တယ်လို့သူမြင်ကြောင်းပြောပြပါတယ်။အဲဒီနောက်တနည်းနှစ်နှစ်အကြာမှာကျွန်တော်ဟာ George Soros နဲ့နေလေစာအတူ စားနေရတဲ့ဖြစ်နဲ့ကြုံခဲ့ပြန်တယ်။ဒီခါမှလည်းလေယမော်တုံးကနီးတူအာအာသိမ့်ရပြန်တယ်။ George Soros က Mars နဲ့ပတ်သက်လို့ဘယ်လိုမြင်သလဲလို့မေးလိုက်တာကြောင့်ပဲ။ ကိစ္စတိုင်းလောက်မှာသူနဲ့ကျွန်တော်အမြင်ချင်းမကိုက်ညီကြတာတိထားပြီးပြီမို့ကျွန်တော်ကမယုတ်မလွန်ဆုတ်တာတက်တာတဲ့အဖြေမျိုးရွေးပြီးသူ့ကိုအကောင်းမြင်တဲ့လူလဲရှိသလိုအဆိုးမြင်တဲ့လူလဲရှိတာပေါ့လို့ဒါဖြေလဲရတယ်ဒီခါသူကခမရသိလားကျွန်တော်သူ့စာအုပ်တွေဖတ်ပြီးသွားပြီဗျသူရေးထားသမျှတဲကမကြိုက်တာဆိုလို့တစ်ချက်တလေလောက်ပဲပါတာပါဗျာလို့ပြန်လဲ ပြောဆိုလာပါတယ်။ဒီညတော့ကျွန်တော်တို့ဒီမှာ ရောက်နေကြပြီပေါ့လေ။ Jax Adley ရေခမည်းကိုသတိပြုဖို့ပြောเสียရမလိုလောက်ဘူးထင်ပါရဲ့။ခမည်းကတော့နိုင်ငံရေးမှာရောနိုင်ငံကငွေကြေးနယ်ပယ်မှာပါထဲထဲဝင်ဝင်လှုပ်ရှားနေသူတယောက်။ George Soros ကတော့ဘယ်တော့မှ Marx Party မဟုတ်တဲ့သူ။သူကတော့မှမျက်မှောက်ကာလတချို့ချင်းရာတွေဟာ Marx ပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီနေတယ်လို့ သုံးသက်တယ်ဗျအက်တလီနိုင်ငံတကာဆိုရှယ်လီရေးတော်ပုံနဲ့ပတ်သက်လို့မတ်စ်ကျိုးပန်းခဲ့ရမှာကမ္ဘာအသွင် ဆောင်စီရေးခေတ်ကာလကမ္ဘာကြီးဖြစ်လာမယ်လို့သူတွေးခေါ်မျှော်မြင်ခဲ့တဲ့အချက်ကတော့အတော်အံ့ဩစရာကောင်းတဲ့အချက်ဗျမတ်စ်ဟာအံ့ဩစရာခက်ရှိပြတဲ့တွေးခေါ်ရှင်တူပါပဲအကြောင်းကတော့သူရေးသားထားတာတွေကိုဖတ်ကြည့်ရင် ဘယ်လိုသွေးမြင်လက္ခဏာရှိတဲ့ဆိုရှယ်လစ်တိုင်းပြည်တစ်ခုထူထောင်ရမလဲဆိုတဲ့သဘောတရားတသက်မဟုတ်ပဲအနာဂတ်မှာအရင်းရှင်စနစ်ဘယ်လိုဖြစ်ပျက်သွားမလဲဆိုတာရေးပြထားတယ်ဗျအစပထမတုန်းကသူဟာအရင်းရှင်စနစ်ကိုအအောချီးမွမ်းခဲ့ဘူးသူပဲအရင်းရှင်စနစ်ဟာသူ့အရင်ကစနစ်တွေထက်အများကြီးပိုကောင်းတဲ့စနစ်လို့သူမြင်ခဲ့တယ်သူ့အရင်ကစနစ်တွေဟာလူသားတိုးတက်မှုနဲ့အသိဉာဏ်ဖွံ့ဖြိုးစီပင်လာမှုတွေကို ပိတ်ပင်ဟန်တာတဲ့စနစ်တွေလို့သူစဉ်းစားသိရှိခဲ့တယ်။အရင်ရှင်စနစ်ဟာချုပ်ငိမ့်မှုစီဥတီသွားနေတဲ့ဆိုတဲ့တွေးခေါ်မှုမျိုး Max မှာတစ်ကြိမ်နှစ်ကြိမ်လောက်ပေါ်လိုက်သေးတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုဒီအခြေအနေမျိုးမရောက်သေးဘူး။အရင်ရှင်စနစ်မှာကြီးမားတဲ့အနာဂတ်ရှိနေသေးတယ်ဆိုတာသူဆုံးဖြတ်ချက်ချလိုက်တယ်။သူ့အမြင်ထဲမှာအလွန်ခက်ရှိပြည့်တဲ့အချက်တစ်ချက်ရှိသေးတယ်။ဘာလဲဆိုတော့အရင်ရှင်စနစ်ဟာ ကဘာအသွင်ဆောင်တဲ့အင်အားကြီးတရက်ဖြစ်ပြီးမှသာလောသမားလူရန်သားတရက်လုံးအရင်ရှိစနစ်ရဲ့အစိတ်ပိုင်းတရက်ဖြစ်သွားပြီးမှသာနိုင်ငံရေးဆိုရာရဲ့တွင်ပြင်းလက္ခဏာတွေပျောက်ွယ်သွားပြီးမှသာတိုင်းပြည်တစ်ပြည်ရဲ့ဘဝကိုနီးပညာကအဆုံးဖြတ်ခန်းကပြောင်းလဲပေးနိုင်တဲ့အချိန်ကြမှသာအဲ့ဒါလိုအချိန်တွေမျိုးတွေဖြစ်ပြီးမှသာအရင်ရှင်စနစ်ချုပ်ငြိမ်းရမှာဖြစ်တယ်ဆိုတော့သူစဉ်းစားတွေးခေါ်မှုပဲ။ တရုတ်နဲ့အိန္ဒိယတို့ဟာအရင်းရှင်စနစ်ရဲ့အလားအလာရှိတဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်လာလိမ့်မယ်လို့သူညွှန်းဆိုခဲ့သေးတယ်။နောက်ပြီးဥပမာအနေနဲ့သူတင်ပြပြောဆိုခဲ့တဲ့အထက်မှာကိုဂျိုးစီးပွားကာကွယ်ရေးဝါဒပြည်တွင်းလုပ်ငန်းများကိုပြပရှင်ပြန်မှုများမပြုနိုင်အောင်အကာအကွယ်ပေးထားတဲ့ဝါဒဟာမှားယွင်းပြီးလွတ်လပ်တဲ့ကုံသွေးရေးဝါဒကတော့တိုးတက်တဲ့ခြေနေကို ဖြစ်စေလိမ့်မယ်ဆိုတဲ့အချက်လည်းပါတယ် မာ क्स ရဲ့အမြင်အရဆိုရှယ်လစ်စနစ်ကိုစဉ်းစားပြင်ဆင်တာမလုပ်ရသေးခင်အရင်းရှင်စနစ်ကကမ္ဘာအသွင်ဆောင်လာလိမ့်မယ်ဆိုရှယ်လစ်စနစ်ဟာအရင်းရှင်စနစ်လွန်မှပေါ်ပေါက်ဖြစ်တည်လာမှာဖြစ်ပြီးအရင်းရှင်စနစ်ကိုအစားထိုးပြီးဖြစ်လာမှာလည်းမဟုတ်ဘူးတကမ္ဘာလုံးအသွင်ဆောင်လာခြင်းနဲ့ဆက်လင်းလို့လဲမတ်ကအများကြီးပြောခဲ့တယ်ကော်မဏီတွေရဲ့လှုပ်ရှားမှုတွေဘယ်လိုဖြစ်လာမယ်ဆိုတဲ့အချက်တွေ စီဝါရေးနယ်ကျော်ဖြန့်ကျက်လာမှုတွေကျွန်တော်တို့မျက်မှောက်နေထိုင်လောက်ကနေကြတာတွေနဲ့ဆက်လင်းတဲ့အကြောင်းချင်းရာတွေမှန်သမျှသူပြောခဲ့တယ်။တမျိုးကြည့်မယ်ဆိုရင်လေဆိုဗီယက်ယူနီယံပြိုကွဲပျက်စီးမှုသို့မဟုတ်မာက်စ်ဘွာရာအခြေခံရာကကင်းကွာပြတ်တောက်သွားမှုဘာလင်တိုင်းပြိုကျမှုတို့ကမတ်စ်ရေးသားချက်တွေအကျိုးကြောင်းခိုင်လုံကြောင်း ပြန်လည်ထင်ရှားလာစေတယ်။ဘာလို့လဲဆိုတော့မတ်စ်က ကဘာကြီးကိုကဘာလုံးခြုံပြီးစဉ်းစားခဲ့တာ ဖြစ်ပြီးဆိုဗီယက်စနစ်ကတော့မာ क्स အနေနဲ့ဂျိုတင်ဟော့ဂင်းထုတ်ခဲ့တာမလုပ်ခဲ့တဲ့မမျော်လင့်ပဲကြုံရတဲ့အိမ်မက်ဆိုးလို့ပါပဲ Half bomb တကဘာလုံးအသွင်ဆောင်လာတဲ့စီးပွားရေးစနစ်ပေါ်မာ क्स မျော်ခေါ်ထားခဲ့တဲ့အချက်တချို့တကယ်ဖြစ်လာခဲ့ကြအောင်ကျွန်တော်တို့တွေ့မြင်နေကြရပါပြီဒါပေမဲ့ဒီနေ့မှာ သူကြိုတင်မျှော်ခေါ်မထားတဲ့အချင်းအရာ များပြားလဲဖြစ်ပေါ်နေပါတယ်။ဥပမာဆိုရင်ဆက်မှုဖွံ့ဖြိုးပြီးနိုင်ငံများရှိကြီးထွားဖွံ့ဖြိုးလာတဲ့ပစ္စည်းမဲ့လူတန်းစားကအရင်းရှင်စနစ်လုပ်ငန်းတွေမလဲပတ်နိုင်တော့အောင် ဖြိုချက်ပစ်လိမ့်မယ်လို့သူကြိုတင်မျှော်ခေါ်ခဲ့တယ်။အဲ့ဒီချက်ကတော့မဟုတ်ဘူး။အကြောင်းကတော့တိုးတက်လာတဲ့အရင်းရှင်စနစ်ဟာနောက်ဆုံးမှာအလုံသမားနဲ့လယ်သမားတွေမပါဘဲသူ့ဘာသာဆက်လက်လောက်ကိုင်းလဲပတ်သွားနိုင်လို့ပဲ ထောင်ကွာဆလေးကိုနဲ့ထိတော့မတ်စ်ဘွာရာကကြိုတင်မျောခေါ်ထားမှုတွေဟာအကျိုးအကြောင်းစီလျော်ညင်ညွတ်မှုရှိခဲ့ပါတယ်။နောက်ပြီးဒီကနေ့အထိတီးရှိစဲဖြစ်တဲ့လူမှုပါတီတွေဖြစ်ပေါ်လာအောင် မွေးထုတ်ဖန်တီးပေးခဲ့တာလဲအမှန်ပဲ။မတ်စ်ဘွာရာလှုပ်ရှားလှုပ်ဆောင်သွားရမယ်။20ရာစုအခြေအနေရဲ့အခြေခံချက်တွေဟာ20ရာစုရဲ့အခြေအနေတွေအခြေခံချက်လက်တွေနဲ့လုံးလုံးမတူတော့ဘူး။ဒါပေမဲ့စဉ်းစားစရာတစ်ချက်တော့ ြံသေးတာပေါ့လေအဲ့ဒါကအရင်ရှင်စနစ်ကို ဝေဖန်ဖို့သာလိုအပ်တာမဟုတ်အရင်ရှင်နီလန်းရဖြစ်ပေါ်တဲ့ကဘာလုံးအသွင်ဆောင်စီမှုဖြစ်စဉ်ဟာတိုးတက်မှုကိုသာမက တင်းမာမှုနဲ့အကျက်တဲတွေကိုလည်းဖြစ်ပေါ်စေပြီးဒီလိုဖြစ်ပေါ်လာမှုတွေကိုအရင်ရှင်စနစ်က ပြေလည်အောင်ဖြေရှင်းပိနိုင်စွာမရှိဘူးဆိုတာကိုလည်းတတ်သေးတာကပြဖို့လိုအပ်တယ်ဆိုတဲ့အချက်ပဲအက်တလီ မတ်စကအရင်ရှင်စနစ်ကြီးထွားလာမှုနဲ့အတူမညီမျှမှုတွေလည်းကြီးထွားလာလိမ့်မယ်။နောက်ပြီးအလौဒမားလူဒန်းသားဟာဖျက်ဆီးခြင်းခံရလိမ့်မယ်။အလौဒမားတွေဆင်းရဲသွားလိမ့်မယ်။စသဖြင့်တင်ကြိုမျှော့ခေါ်ခဲ့တယ်။အခုဖွင့်ပြိုးပြီးကဘာမှာဒီအချက်ဟာမမှန်တော့ဘူးလို့ဆိုနိုင်ပေမဲ့တကယ်လို့ခမရအနေနဲ့တကဘာလုံးလွှမ်းခြုံကြည့်မြင်တဲ့ဤအရာကြည့်မယ်ဆိုရင်တော့ဒီအချက်ဟာမှန်းနေတယ်ဗျ။ ဥစ္စာဒနာကို ချုပ်ကန်စုစည်းမှုဟာကမ္ဘာအတိုင်းအတာရကြီးထွားလာနေတယ်။ဒီဥစ္စာဒနာကိုလူနည်းစုကလေးလောက်ကသာပိုင်ဆိုင်ထားတဲ့အခြေအနေကလည်းကြီးထွားလာတယ်။ချမ်းသာသူအတိုင်းဝိုင်းသေးကြုံကျင်းမြောင်းလာပြီး ချမ်းသာသူအရေအတွက်နှဲပါလာတယ်။တနေ့2ဒေါ်လာအောက်ဝင်ငွေလေးနဲ့နေထိုင်စားသောက်ကြရသူတွေရဲ့ဥယျာဉ်ဟာ3ဘီလီယံအထိရှိနေပြီးနောက်အနှစ်40ကြာမှာလူဥယျာဉ် 6ဘီလီယံထိ ရှိတဲ့ဆိုရင်4.5ဘီလီယံဟာဆင်းရဲမှုရေချင်အောင်ကြာရောက်သွားကြလိမ့်မယ်။ဒါဟာ max နှစ်ချိန်မှာမဟုတ်တဲ့အိမ်မဆိုးလို့ကြုံလာတဲ့ဖြစ်ပဲ။ဒီလိုဆင်းရဲဒုက္ခရောက်သူတွေဟာအလौဒ္ဓမားတွေမဟုတ်ဘူးလို့လည်းမပြောနိုင်ဘူး။သူတို့ဟာအလौဒ္ဓကိုင်မရှိဘူးဆိုအောင် တော့မှအလौဒ္ဓမားတွေပဲ။ဦးကောင်းတဲ့အလौဒ္ဓလုပ်နေကြတဲ့သူတွေ digital အလौဒ္ဓမားတွေသူတို့တွေဟာလည်း အလုသမားတွေပဲဈေးကွက်စီးပွားရေးရဲ့ကမောက်ကမဖြစ်မှုဆိုတာကိုဒီသဘောတက်ရောက်စေတဲ့စကောရာစုရေးချင်စနစ်မှာခေါ်ပေါ်သုံးနှုန်းတာထက်ဒီကနေ့အချိန်မှာ သုံးနှုန်းတာကပိုးမှန်လိမ့်မယ်ရာစုနှစ်နှစ်ခုအတွင်းလူသားသမိုင်းကိုကြည့်ရင်တကဘာလုံးအသွင်ဆောင်စေမှုဖြစ်စဉ်အတွက်ကြိုးပမ်းခဲ့တာ၄ချိန်ရှိခဲ့ပြီယခုအချိန်ဟာစရုပ်ထမြောက်ချိန်ပဲ၁၈ရာစုနောက်ပိုင်းမှာ ပထမအကြိမ်ဖြစ်ခဲ့ပြီးနပိုလီယံစစ်ပွဲတွေကြောင်းပြိုပြက်သွားခဲ့တယ်။ဒုတိယအကြိမ်ကတော့16ရာစုနှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့ပြီးပထမကမ္ဘာစစ်ကြီးကြောင်းပြိုပြက်သွားပြန်တယ်။1920ခုနှစ်မြာကဖြစ်ပေါ်ခဲ့တဲ့တကမ္ဘာလုံးအသွင်ဆောင်စေတဲ့ဖြစ်စဉ်ပြိုပြက်သွားရတာကတော့ဒုတိယကမ္ဘာစစ်ကြောင်းပဲ။ရာစုနှစ်တွင်၄ကြိမ်မြောက်ဖြစ်ပေါ်ထွက်လာတဲ့တကမ္ဘာလုံးအသွင်ဆောင်ရေးဖြစ်စဉ်တွင်မှယခုကျွန်တော်တို့ရောက်ရှိနေထိုင်ကြတာဖြစ်တယ်။ ဒီတကြိမ်ကြိုးပမ်းမှုဟာလေအရင်အကြိမ်များကလိုတကောတော်အထီးကျန်ဝါဒနဲ့ကိုကြိုးစည်းဝါးကာကွယ်ဝါဒပြည်တွင်းလုပ်ငန်းများကိုပြည်ပရှင်ပြိုင်မှုများမရှိအောင်ပိတ်ပင်ကာကွယ်ထားတဲ့ဝါဒစီတို့ဥတီသွားတာဖြစ်နိုင်ကြီးအများဆုံးပါပဲကိုကြိုးစည်းဝါးကာကွယ်ဝါဒနဲ့ရက်ဆက်ကြမ်းကြုတ်မှုဝါဒပဲပြန်ရောက်သွားနိုင်တယ်လို့1849ခုနှစ်ကမတ်ရေးခဲ့ဘူးတယ်20ရာစုအစပိုင်းတုန်းက ဒီလိုမျိုးဖြစ်လာမယ်လို့မတွေးခဲ့ကြသလိုအခုလည်းမတွေးကြပါဘူးရက်ဆက်ကြမ်းကြုတ်မှုဝါရဖြစ်လာမယ်လို့ကျွန်တော်တို့ထင်မှားခဲ့ပေမဲ့ခုတော့ဒါမျိုးဖြစ်လာလိမ့်မယ်ဆိုတာထင်တာမြင်တာရှိလာနေပါပြီဒါကို ဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင်တော့တကဘာလုံးအတိုင်းတာရစီယုံစုစည်းပြီးဈေးွက်နဲ့ဒီမိုကရေစီတို့အကြားထိမ့်ညိပေးရေးဆိုတဲ့နီလန်းတရက်သာရှိပါလိမ့်မယ်